နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါလေသို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင်ဒီအစိုးရတရားဖြစ်မှုတဲ့အချိန်မှာအာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကျခံနေရတာဖြစ်ပါလေရှင်အဲဘာဖြစ်လို့အနာသိစတက်ကဖန်စီထောင်ချတာကိုခံနေရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြစ်ကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ပဲ အကျင့်ပြက်လက်စားမှုကြောင့်ပြစ်ဒဏ်ချခံထားရတာဖြစ်တယ်လို့ပြည်သူ့ရှင်ဆောင်ပါတီရဲ့ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကဆွဆွဲပြောဆိုလိုက်ပါတယ်။ဒေါ်သက်သက်ခိုင်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေနှုတ်ထွက်ပြီးပြည်သူ့ရှင်ဆောင်ပါတီကိုထူထောင်က2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့တနေရာမှအနိုင်မရခဲ့ပါဘူး။အနာသိစစ်တပ်ကဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှာသူ့ကိုလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးအဖြစ်2023ခုနှစ်အထိ ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးအဖြစ်2025ခုနှစ်ဇန်နဝါရီလအထိတာဝန်ပေးခဲ့တာဖြစ်ပါတယ်။အခုစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ဒေါ်သက်ခိုင်ဟာပြီးခဲ့တဲ့အော်တိုဘာလ၈ရက်နေ့ကပါတီသတင်းစာရှင်းလင်းပွဲမှာဒေါ်ဆန်းစုကြည်တို့ကိုဖမ်းဆီးထောင်ချတာနဲ့ပတ်သက်ပြီးအာခရီးမှုတွေကျူးလွန်ခဲ့တာကြောင့်ဖြစ်တယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဆန်းစုအဖွဲ့ကြီးကသူဟိုကုဘောဆောင်ရဲ့လီတွေသူတယောက်ကြီး ပါဇက်ကနေပြီးတော့စမ်းစုကြည့်တော့တို့လည်းပြောတာကတော့မဆမ်းပါဘူးဗျာနော်ဟိုစစ်တပ်ကလိုက်ကလည်းအကျန်းဖက်စစ်တပ်ကလိုက်ကလည်းဒေါ်စမ်းစုကြည့်နဲ့ပတ်သက်လာလို့ရှိတယ်ပုဂ္ဂိုလ်ကြီးရောနိုင်ငံကြီးရောနော်ဟိုတပုတ်လေးလည်းဟိုပြောဆိုနေကြတာပဲအဲ့တော့စစ်တပ်မှပြီးဆိုဖြစ်တယ်ဒေါ်သက်ခိုင်ကလည်းဒီဒေါ်စမ်းစုကြည့်နဲ့ပတ်သက်ပြီးတော့တပုတ်လေးလည်းပြောတာတော့ပြောကြဘူးဒါပေမဲ့ကျွန်တော်ပြောချင်တာကဟိုလောကမှာ ထမင်းစားကြီးပြင်းတဲ့လူချင်းအတူတူတော့မှာအပိညာအပိတရားနဲ့အမှားမှအကြောင်းကျိုးဝေဖန်တန်းချနိုင်တဲ့အုံနောက်ချင်းချင်းတုံတရားရှိတဲ့လူတိုင်းကတော့တည်ပြီးသားဖြစ်ပါအဲဒါကြောင့်မို့ကျွန်တော်တို့လည်းဟိုစစ်တဲ့နောက်ပြီးစဲဟိုနော်အချက်ဆက်ဝါရောလက်ကင်ထားပြီးတော့မှဒီလိုတော့သာသနာ့ဒီပေါ်မှာပုဂ္ဂိုလ်ကြီးကမနာလို့မရှိစိတ်နဲ့ဒီလိုတော့လည်းပြောဆိုနေတာတော့သူ့ရဲ့ သူ့ရဲ့အမိုင်းပါပဲလို့နော်တစ်ချိန်ကျရင်ပြည့်ပြည့်ပြည့်နော်ဒါဟာဟိုဟောင်းဆူသွားမဲ့ပြဿနာမဟုတ်ဘူးဒါပြန်လဲပြီးတော့ဖြည့်ရှင်းရမယ်ဒါကမ္ဘာကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်ပြောချင်ပါတယ်ကြာစစ်တပ်ဟာနိုင်ငံတော်အာဏာကိုအာဓမ္မသိမ်းယူခဲ့ပြီးတဲ့နောက်နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တမရအဝင်းမြတ်တို့ကိုစူပူလှုံ့ဆော်မှုဆက်သွယ်ရေးဥပဒေပုံမှာပုဂ္ဂိုလ်သွင်းကုန်ဥပဒေပုံမှာတဘာဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုံမှာ ကိုဗစ်ကာလဆိုင်ရာစီမင်းစည်းကမ်းချိုးဖောက်မှုနိုင်ငံတော်လှုပ်ဝက်ချက်ဥပဒေပုံမှားအာဂရိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုံမှားရွေးကောက်ပွဲဆိုင်ရာဆွဆွဲချက်ဥပဒေပုံမှားတွေတက်ပြီးထောင်ဒဏ်နှစ်ရှည်ချမှတ်ထားတာဖြစ်ပါတယ်။လက်ရှိမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုအမှု16မှုနဲ့ထောင်ဒဏ်28နဲ့တမရအဝင်းမြစ်ကိုအမှု10မှုနဲ့ထောင်ဒဏ်10နဲ့အချင်းတော်တွေတဲ့ထည့်သွင်းအချင်းချခံရရတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးနှစ်ရှည်ထောင်ဒဏ်ကြားခံရမှုတွေထဲမှာ ယဟန်ယင်ဝယ်ယူမှုနဲ့ပတ်သက်ပြီးဆွဆွဲချက်လည်းပါဝင်ပါတယ်။ဒီလိုဆွဆွဲမှုနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာဒေါက်တာသက်ခိုင်ကအခုလိုဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။အာဒီ Husky စီးပွားတော့ဒါအန်တီတောင်ဆန်းစုကြည်စီးပွားပေါ့နော်။အာနိုင်ငံတော်ပိုင်ယဟန်ယင်ဆိုပြီးဝယ်တာဖြစ်ပါတယ်။အဲတိုးတော်လဲတကယ်ဝယ်တဲ့သူတွေရောင်းတဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာအာဒီအလေလွတ်နေများပြီးတော့မှအစ်စစ်ပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင့်။ ဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါတော့ကျမမေးလို့တာဖြေရတာပါရှင်ဒါကျမရဲ့ကိုတွေ့ဟိုကြုံကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုအနမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာတဘာဝဘေးရန်ပုံငွေကနေတဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကင်နိုင်ဖို့နိုင်ငံပိုင်ရဟယင်တစီငှားရမ်းဝယ်ယူခဲ့ကြတာပါ။ အင်းဒီဂျင်းထိုင်းနိုင်ငံအပါဝင်နိုင်ငံတကာမှာတဘာဝဘေးအန္တရာယ်အပါဝင်ဘေးဒုက္ခတွေကြုံတွေ့ရချိန်မှာကူညီကယ်ဆယ်ရေးကိုရဟတ်ရင်တွေနဲ့ဆောင်ရွက်နေကြတာဖြစ်ပြီးလက်တွေ့အနေနဲ့ပြီးခဲ့တဲ့ထိုင်းနိုင်ငံကရေကြီးနှင်းမြှုပ်မှုတွေမှာ ပြည်သူတွေကိုကူညီကယ်ဆယ်ရေးအတွက်ရဟတ်ရင်တွေကိုအသုံးပြုခဲ့တာမြင်တွေ့ရမှာပါမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရေဘေးငလင်ဘေးနဲ့တဘာဝဘေးတွေတိုင်းမှာပြည်သူတွေအတွက်ရဟတ်ရင်ကိုအသုံးပြုခဲ့ခြင်းမရှိတဲ့စစ်တပ်ဟာဒီရဟတ်ရင်ဝယ်ယူမှုအပေါ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သမရဝင်းမြင့်နဲ့ဒေါက်တာဝင်းမြတ်အေးတို့ကိုအာဂရိမှုတွေနဲ့ပါဆွဆွဲအမှုတက်ခဲ့တာဖြစ်ပါတယ်။အထက်ကတော့ကျွန်တော်တို့နိုင်ငံမှာနှစ်ပေါင်းများစွာဒီလိုပါပဲ။ဘိုးအရင်တို့ကတော့အာဘာသာရူဘာလို့ရှိတာပေါ့လေ။ဆိုတော့ဒါကတော့နိုင်ငံရေးအမှုပေါ့စက်ကိုတက်တို့ဘာလို့ဆိုရင်နိုင်ငံရေးအမှုပေါ့ဒီလိုရှိတာပေါ့။ဆိုတော့သူတော့ပြန်နောက်ပိုင်းမှာဘာညာလေးကိုအာ ဒီ energy ဆိုတာပြန်မှာလက်ထက်ကဖြတ်လိုက်တဲ့အခါကျတော့အခုကျတော့အာဒါလည်းမရှိဘူးပေါ့မရှိတဲ့အခါကျတော့အာတကယ်ရှိနေရောမှဒီမှုတွေနဲ့ဆွဲလိမ့်မယ်မထင်ပါဘူးအခုဒီကွာကတော့ဟိုရန်ကုန်ပုံမှန်လေးနဲ့ပဲတက်ပြီးတော့ဟိုမဖြစ်မနေတက်ပြီးဆွဲဆိုတဲ့ကိစ္စတွေဒါလေးကတိုင်းဒီလိုဟိုပြပါတယ်ဆိုတော့ ဒီဟာလေးကကြောင်ကြီးတောင်ကြားလုံနေတဲ့ကိစ္စကတော့ဟိုအထူးစားတော့မဟုတ်ပါဘူးဒါတော့သူတို့တောက်လျှောက်ဒီလိုပဲလုပ်သွားမှာပဲလက်ရှိမှာအသက်80ရွယ်ရှိနေပြီဖြစ်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ကိုအနာသိန်းစစ်တပ်ကတလောကလုံးနဲ့အဆက်အသွယ်ဖျက်တောက်ထားပြီးမိသားစုနဲ့ပါဆက်သွယ်ခွင့်မပေးသလိုဘယ်နေရာမှာဖမ်းဆီးချုပ်နှောင်ထားသလဲဆိုတာကိုပါသတင်းအမှောင်ချဖုံးကွယ်ထားတာလည်းဖြစ်ပါတယ်။ ဒေါန်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူကင်အဲရစ်ကိုကိုထိန်လင်းအပါဝင်ပြည်သူတွေကဒေါန်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုစိုးရိမ်ကြောင်းနဲ့သူအပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလှုပ်ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။